တဝဲခရိုင်ထိုင်းမြန်မာနယ်ဆက်ထီကီနယ်ဆက်ကုံရီစခန်းကို KNU ကပြန်လည်ဖွင့်လှစ်မယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်စစ်အုပ်စုကလင်းရက်ဆက်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့ KNU နဲ့တော်လိုင်းအင်အားစုတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ၈ရက်နဲ့၁၀ရက်တွေမှာစစ်အုပ်စုဟာထိုင်းမြန်မာနယ်ဆက်ထီကီကျေးရွာထဲကိုဘုံအလုံးကြီး90ကျော်ကျဲချခဲ့တယ်လို့ဆက်လက်တွင်လည်းပြစ်ခတ်တိုက်ခိုက်ခဲ့ပါဗျ။ ီတိုက်ခိုက်မှုကြောင့်ရက်တာထိခိုက်တာမျိုးမရှိပေမဲ့နေအိမ်အဆောက်အဦအလုပ်ယုံအများပြပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါဗျ။ KNU အပအဝင်တော်လိုင်းရင်ရာစုတွေထိန်းချုပ်ထားတဲ့ထိခိနေဆက်ကုံရည်စခန်းကိုပြန်လည်ဖွင့်လှစ်နိုင်ရေး KNU နဲ့ထိုင်းအာဏာပိုင်တွေပြီးခဲ့တဲ့လတွေထဲမှာတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ဒီအခြေအနေကိုတိရှိထားတဲ့စစ်ကောင်စီဟာထိခိနေဆက်မဖွင့်နိုင်ဘူးနဲ့လက်မြေထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းကနေဘုံကျင်းနေတာဖြစ်နိုင်တယ်လို့ တဝဲဒေတာခန်တူကသုံးသက်ပါတယ်ဒီမျိုးကနေဦးသူတို့နေစားကြီးတွေပြဖန့်နေတာရှိတယ်ကြအဲ့ဟာကိုသူတို့မကြည်နာလို့အဲ့ဒီအဲ့လိုမျိုးဖြစ်မလာလို့ဆိုပြီးတော့အဲ့လိုမျိုးလုတာလည်းဖြစ်နိုင်ပါတယ်ပဲဟုတ်အဲသူတို့ကအဲ့ဒီနေရာကိုပြလို့ချင်တာပေါ့နော်အဲ့ကြတော့သူတို့ကအဲ့ဒီနေရာကိုသူတို့ဆင်ကြောင်းပြထိုးပဲစီစီတွေရှိတယ်ဒါပေမဲ့ဆိုတော့တလောကပဲအခုလာပိုက်တွင်မှာပဲဟိုကပေါ့နော်ထီခီနားမှာရှိတယ်မြေတာမြေတာဗျူဟာကိုးနေအဲ့ကိုသူတို့အင်အားအများကြီးပို့ထားတယ်လေအဲ့ကနေပြီးတော့ TK ပဲကိုသူတို့ဆစ်ကြောက်ပြထိုးမယ်ထင်တယ် အဲဆက်ကြပြမထုတ်ခဲ့ဘူးကိုကနေပြီးတော့ချိုပြီးတော့ပုတ်ကျဲတာလို့ကျွန်တော်တို့ထည့်တယ်။တစ်ဖက်မှာလည်းစေအုပ်စုလင်းရင်ဘုံကျဲခဲ့တဲ့အော်တိုဘာလ10ရက်နေ့မှာပဲထိုင်းအာနာပိုင်တွေဟာတဝဲခရိုင်မြတ္တာမြို့နယ်ခွဲတိကိကျေးရွာနဲ့နယ်နိမိတ်ထိဆက်နေတဲ့ကန်ချနာပူရီခရိုင်ဖူနန်ရွန်းကျေးရွာနယ်စပ်ကိတ်ကိုလာရောက်စစ်ဆေးခဲ့တယ်လို့ထိုင်းသတင်းတွေမှာရေးသားကြပါတယ်။ဒါဟာကနဦးဆွေးနွေးထားတဲ့ထီးခီးနေဆက်ကိုပြန်လည်ဖွင့်လှစ်နိုင်ရေးရှေ့ပြေးလုပ်ငန်းစဉ်အနေနဲ့လာရောက်ကြီးစုတာလို့တုံးတက်ပြောဆိုမှုတွေရှိနေပါတယ်။ ကျွန်တော်တို့နဲ့ဇက်ကဲကိုဖွေဖို့တော့မစည်းစည်းပါဘူး။ကုံသွဲရေကဘာမှမလုံးဆောင်ဘူး။ဘာဖြစ်လဲဆိုတော့အဲ့ဒီ ticket နဲ့ဇာတစ်ခုလုံးကြည့်မယ်ဆိုရင် ticket နဲ့ဇာက တို့ရဲ့နဲ့ဆဲသွဲ့နေတယ်တပတ်တို့ရဲ့လမ်းတစ်လျှောက်မှာပေါ်သွဲ့ရေးသွားလို့မရဘူးဆိုတော့အဲ့ဒီလောက်ထိတော့ကျွန်တော်တို့ကလက်မမြော့လေးဘူးအကောင့်တက်ခေါ်တာလက်မရှိဘူးတိခိဒေတာရဲ့ဒေတာခန့်တွေအနည်းကိုချင်မှရှိတဲ့ပြည်သူလူထုတွေစာဝန်နဲ့ရစင်ပြာဒီလမ်းကြောင်းကိုအဲ့ဒီလူမှုရေးအနေနဲ့ဖွဲ့တာပါတော့နာဖအစိုးရလက်ထက်ကစတင်ဖွဲ့လှစ်ခဲ့တဲ့တိခိနေဆက်ကုံရီဂိတ်ဟာအာနာသိမ့်ပြီးတစ်နှစ်ကြာမှပိတ်ခဲ့ရပါတယ် စေအောင်စုတက်စခန်6ခုရှိတဲ့တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်တခြားမှာကန်ချနာပူရီနယ်စပ်နိုင်အိမ်တောင်စခန်ကလွဲပြီးတော့ကျန်တဲ့စခန်အလုံးဟာကရင်ပူပေါင်းတပ်တွေတိုက်ခိုက်တိုင်းပိုက်ထားပါတယ်။